ားလုံးမင်္ဂလာပါ iFM မြန်မာ audio channel မှာကြိုကြိုပါတယ်ကျွန်တော်ခုဖက်ပြပြီးမှာကတော့ Ilya Aryan Bay ရဲ့ Man's Life ကိုဆရာများတန်းတစ်မြန်မာပြန်ထားတဲ့လူများတက်ကြရများဘဝဆိုတဲ့ဇာတ်ကိုဆက်လက်ဖက်ပြပြီးမှာဖြစ်ပါတယ်အတွက်တစ်အခန်း24မတော်တဆတည်င်းစာဆရာကျွန်တော်ကပြဆရာဖြစ်လာပုံကိုရေးခဲ့ပြပါပြီ အเจ้าမှာကြပြားဆရာဖြစ်ကျင်တော့ကြောင်းမယ်ဖြစ်ပါသည်ကျွန်တော်သတင်းစာဆရာဖြစ်လာခဲ့ခြင်းမှာကမတော်တဆတာဖြစ်ပါသည်အเจ้าမှာစိတ်မရှိတော့ကြောင်းဖြစ်ပါသည်ပထမကမ္ဘာစစ်အတွင်းတုန်းကရုရှားသတင်းစာများသည်ပါရီတို့နောက်ကျမှရောက်လာတတ်ပါသည်ဒါကြဒီရန်တွင်ဆဲဆာကိုတပြိုင်တည်းရတတ်ပါသည်ကျွန်တော်ယူသောသတင်းစာမှာရုရှားအာယုံသတင်းစာ ဖြစ်ပါသည်ဒီနေ့တွင်ကျွန်တော်စီတို့သတင်းစာတွေတစ်ချက်ကြီးရောက်လာပါသည်ရုရှားပြည်တွင်းသတင်းစာများကိုကျွန်တော်ပထမဖတ်ပါသည်ထို့နောက် ကျွန်တော်တို့သတင်းတောက်ထံမှပေးပို့သောပါရီအကြောင်းဆောင်မတစ်ပုဒ်ကိုကျွန်တော်ဖတ်ရပါသည်ကျွန်တော်ဒီထိုးဆောင်ပါကိုဖတ်ပြီးတော်တော်စိတ်တူသွားပါသည်ဆောင်ပါဆိုလိုသည့်သဘောကိုကျွန်တော်ဘာမှမပြောလိုပါစေးစရာဆိုဒီမှာလျှို့ဝဲရသဖြင့်သတင်းစာတဲတွင်အမှန်အတိုင်းထုတ်ပေါ်ရေးမဖြစ်ပါဖုံးဖိ၍ရေးရမည်သာဖြစ်ပါသည်အီချက်ကိုကျွန်တော်သိပါသည်မိမိတို့တင်များကအောင်ပွဲခံရရှိကြောင်းကြီးမြတ်သောမဟာမိတ်အဖွဲ့ယနေ့ချိန်တွင်ချမ်းသာသူနှင့်ဆင်းရဲသူဟူ၍မရှိတော့ကြောင်းစသည့်အသုံးအနှုန်းများမှာ တရင်စာများတွင်စီတဲ့လက်တုပ်ဖက်လို့ဟောင်းနှဲလှပြီဖြစ်သဖြင့်မိသူကမှလည်းအရေးတကြီးမထားကြတော့ပါကျွန်တော်စိတ်ဆိုးဒီမှာအခြားအကြောင်းကြောင့်ဖြစ်ပါလိမ့်ဆောင်းမရေးသူဒီပြင်သစ်စစ်တပ်တွင်ယူနီဖောင်းတွေပြောင်းထားသည်ကိုပင်မသိပါသူပြောသလိုကလီမင်ရှော့ဒီလည်းတရင်စာတွေတွင်ဆောင်းမတွေမရေးပါဆောင်းမရှင်ကတခန်းတနားရေးသွားသည့်ကဖေးဆိုင်မှာလည်းသူပြောသည့်အချိန်တွင်ပိတ်ထားပြီးဖြစ်ပါသည်ဘာဖြစ်ရများကျွန်ုပ်တို့တရင်တော်ဟုပြောလိုက်သည်နီထိုဆောင်းမသည်မော်စကိုတွင်ရေးပြီးထည့်လိုက်သောဆောင်းမဖြစ်ကြောင်းထင်ရှားပါသည် ထိုစင်ကားမှုကျွန်တော်နှုတ်သေးသဖြင့်တရင်စာတို့သဘောကိုနားမလဲသေးပါ ကျွန်တော်ဒီရိုဒွန်ကဖေးသို့ပြန်လာခဲ့ကဆက်ကူတောင်းပြီးပါရီမျိုးကြီးအကြောင်းကိုစရရေးပါသည်ကျွန်တော်ဒီအိပ်ပင်မအိပ်မီတော့ပဲရက်ပေါင်းများစွာရေးပါသည်ညာဘက်တွင်ကျွန်တော်ဒီမိရထားကုံလောင်ယုံတွင်လက်တွန်းလဲတွန်းမြဲတွန်းပါသည်တကယ်ချရေးကြည့်လိုက်တော့အခါတွင်မှစာရေးခြင်းလုပ်သည်မလွယ်ပါကလားဟုကျွန်တော်သိလာခဲ့ရပါသည်ကျွန်တော်စာရင်းတွင်အမြဲလိုလိုကြပြဆန်းဆန်းအသုံးနှုန်းများကိုတွေ့ရပါသည် ။တပုတ်လုံးပြီးသွားသည့်အခါတွင်ကျွန်တော်ဆောင်းပါးမှရှေ့ရပြီးခက်ညံ့ညံ့ဖြစ်နေပါသည်။ကျွန်တော်ဒီဆောင်းပါးကိုဖတ်ကြည့်ပါသည်။ထိုအခါတွင်ငင်းငွေစရာဖြစ်နေပါသည်။ထို့ကြောင့်တပုတ်လုံးကိုအစ်စ်ပြန်ရေးရပါသည်။တို့ဖြင့်တရင်တစ်ပတ်လောက်ကြာသွားပါသည်။ကျွန်တော်ဆောင်းပါးသည်တရင်ဆောင်ရင်ပါသည့်ဆောင်းပါးတော့တော့အစင်နဲ့ရှိမည်ဟုကျွန်တော်ထင်ပါသည်။ကျွန်တော်ဒီဆောင်းပါးကိုရရှာယုံတရင်စာတို့ပို့လိုက်ပါသည်။အိဒါထံသို့လဲရင်ချေးတင်ဝေးစာစာရေးလိုက်ပါသည်။တရင်စာတိုက်မှဘာမှအကြောင်းမပြန်ပါ ျွန်တို့သတင်းတော်ဆိုသူဒီအက်ဒီတာကြီးမိတ်ဆွေတငယ်ချင်းတွေမှဖြစ်လိမ့်မည်ဟုကျွန်တော်ထင်ပါသည်ကျွန်တော်ဒီငငယ်ကလေးကခေါင်းမာသူဖြစ်ပါသည်ကျွန်တော်ဒီသတင်းစာစီမဖြစ်ချင်ပါစောင်းမောက်ရေးပို့ခြင်းမှာသူတို့သတင်းတော်ရေးဒီအကြောင်းများဒီတလွဲတွေဖြစ်ကြောင်းကျွန်တော်လည်းသူတို့လိုရေးနေကြောင်းကိုတတ်တယ်ရန်သာဖြစ်ပါသည်ဒီတိုင်းဆိုရင်နောက်ထပ်စောင်းပါတစ်စောင်းရေးကအခြားသတင်းစာတိုက်တစ်ခုတို့ပို့ရတော့မိတာဖြစ်ပါသည်ခက်စစောကကျွန်တော်ရေးပို့ခဲ့ဒီအကြောင်းအရာမှာလဲဟောင်းသွားပါပြီကျွန်တော်ဒီစူးစမ်းပြီးဒုတိယစောင်းပါကိုရေးတာ မစ္စတာဗိုလိုရှင်ကိုပြပါသည်သူကကျွန်တော်ဆောင်းပါကိုစတော့ဈေးကွက်စီးပွားရေးသတင်းစာတို့ပို့ရန်ပြောပါသည်ကျွန်တော်ဒီသတင်းစာနာမည်ကြောင့်စိတ်တကြသွားပါသည်ကျွန်တော်ဖြစ်ချင်းဒီကကြပြဆရာဆောင်းပါရှိတော့စတော့ဈေးနှုန်းသတင်းစာရင်တော်ပြီဆောင်းပါရေးသည်ဆိုတော့တော်တော်ရေးစရာကောင်းနေပါသည်အက်ကစီးပွားရေးသတင်းစာရင်ဆောင်းပါရေးတော့ဘာဖြစ်တယ်လဲရရနေရမှာရေးရမှာပေါ့ဟုအားပေးပါသည်သူဒီပြင်သစ်ပြင်ထုတ်ဝေနေသည့်အကောင်းဆုံးစာပေချာနေ၏အမည်မှာပြင်သစ်မာဂျူရီဟုခေါ်ကြောင်း အမှန်အဖြစ် majority လူလိန်လူညာများလမ်းဖေးဆေးတင်များနဲ့တခိုးများကိုးကွယ်သည့်နယ်ဖြစ်ကြောင်းရှင်းပြပါသည်သူကမြည်တို့ရှင်းပြစီကမူ store ဈေးနှုန်းဆိုသည့်နာမည်ကြီးကိုကျွန်တော်စိတ်ပြတ်နေပါသည်တို့ရရင်စောင်းပါကိုတော့ပို့လိုက်ပါသည်မကြမီချင်းနဲ့ဆာရှိကြီးတို့ဆောင်ရောက်လာပါသည်ချင်းနဲ့တဲ့တွင်စောင်းပါကိုပုံနှိပ်ဖော်ပြပြီးဖြစ်ကြောင်းနောက်ထပ်လည်းရေးပို့စီလိုကြောင်းတို့သတင်းစာသတင်းတောက်အဖြစ်စစ်မြေပြင်သို့တွားရောက်သတင်းယူနိုင်မယူနိုင်သိလိုကြောင်းစောင်းပါရေးကားကိုလည်းတင်ပို့လိုက်ပြီးဖြစ်ကြောင်းဖြင့်ပါရှိသည်ကျွန်တော်သည် mass vera ရီမက်ထရီနာနဲ့ရှန်တယ်တို့ကိုဖိတ်ပြီးဘေဒီပြောပွဲဆိုင်ရုံကြီးတွင်ညစာကောင်းကောင်းစားကြပါသည်ထို့နောက်မရီနာ၏နေရာသို့ပြန်လာကြပါသည်ကျွန်တော်ဒီနောက်တဲ့ဆောင်းပါးများကိုလည်းရေးပါသည်ထိုဆောင်းပါးများမှာခက်ဆော့ဆော့ကဆောင်းပါးများထက်ကောင်းသည်ဟုထင်ပါသည်ထို့နောက်ကျွန်တော်ရေးသည့်ဆောင်းပါးတွေပါသည့်သတင်းစာတွေရောက်လာပါသည်ကျွန်တော်ဒီစိတ်ဆိုးလွန်းသဖြင့်သတင်းစာတွေကိုစုပ်ဖြည့်ရပြီးပြစ်မိပါသည်ကျွန်တော်ဆောင်းပါးများကိုတီးဖြတ်ထားပါသည်အချို့သောစာပုံများကိုဖျောက်ပြစ်ခဲ့ပါသည်အချို့ကိုထပ်ဖြည့်ထားပါသည် ကျွန်တော်ကခက်လောက်လောက်လေးတန်ဖြင့်ရေးထားသည့်စာပိုက်တွင်ထပ်ဖြည့်ထားပါသည်ကျွန်တော်ဆောင်းပါဟုချိန်ပြောရမှာလို့ဖြစ်ပါသည်လူသည်ကုန်တွေ့ဖူးသေးသောထိခိုက်နာကျင်မှုတစ်ခုကိုပထမဆုံးကြုံတွေ့လိုက်ရသည့်အခါတွင်တော်တော်ပြင်းပြင်းထန်ထန်တုံ့ပြန်တက်ပါသည်နောက်တော့လေထိုထိခိုက်နာကျင်မှုမျိုးကိုယူသွားပြီးကျင်သားရလာပါသည်နောက်တော့ပြင်းထန်သည့်ထိခိုက်ဒဏ်ရာရမှုမျိုးကိုတွေ့သည့်တိုင်ဘာမှမဖြစ်တော့ဘဲထုံသွားတက်ပါသည်ဆင်းရဲခြင်းအကျဉ်းချခြင်းစသည့်အရာများကိုလည်းထုံသွားပါသည် တို့ရောင်ရင်ပထမတစ်ချိန်တွင်မူဘာမဟုတ်သည့်ဒုက္ခဆင်းရဲကလေးကိုပင်မခံမြတ်နိုင်အောင်ဖြစ်ရပါသည်ကျွန်တော်တခုတည်းသာတွေး၍စိုးရိမ်နေရပါသည်ညနေစည်းစာများအကြောင်းကိုကြပြားရေးပြီးတစ်ဖက်တွင်စတော့ဈေးနှုန်းသတင်းစာတွင်အပေါ်စားဆောင်ပါရေးနေသည့်ကျွန်တော်စိတ်ပီတာစပတ်ရှိကြပြားဆရာတွေကအထင်သေးတော့မှပဲဆိုသည့်အတွေ့တစ်ခုသာရှိပါတော့သည်မက်စ်ကကျွန်တော်နှစ်သိမ့်ပါသည်သတင်းစာဆောင်ပါတစ်ဆောင်သည်ကြပြားပေါင်းချုပ်ကျန်တော့မဟုတ်ကြောင်းစစ်ဘက်ဆိုင်ရာစင်စာလူကြီးများသည်စိတ်ကူးရင်လောင်ပြောင်တည်ရောက်မှုများကိုနားလည်နိုင်မည်မဟုတ်ကြောင်းဖြင့် မတ်စ်ကပြောပါသည်ကျွန်တော်လုံးနေလိုက်နေပါသည်ညရင်ကုန်းလောင်ယုံတွင်လှဲတွန်းရပါသည်ရိုဒွန်ကဖေးတွင်ထိုင်ပါသည်တရင်စာဆောင်းပေါ်တွင်ရေးပါသည်ဒေါ်ဆာယက်စကီဝိထုများလီယန်ဘလွိုင်းဝိထုများကျွန်တော်ကပြန်များစသဖြင့်လုံးနေလိုက်နေပြီးအာယုံကြောကြောကရကျင်တယ်လို့ဖြစ်နေပါသည်ထိုထဲတွင်ဘူးလေးရဘယုံစင်းဆိုတဲ့ကဲ့သို့တော်တော်စိတ်ပြည့်စရာကောင်းတဲ့အဖြစ်တစ်ခုတိုးလာပါသည်ကျွန်တော်တွင်အမြဲလိုလိုတုတ်ကွေးယောဂါဖြစ်နေခြင်းဖြစ်ပါသည်ကျွန်တော်ဒီတစ်ချိန်လုံးနှာချနေပါသည် ချွေးတွေကလည်းမတရားထွက်နေကြပါလိမ့်။လီဗီယွန်ကတနေ့ကိုအရက်ပုံနှစ်ခွက်သုံးခွက်လောက်တောက်ရင်အကြံပေးပါလိမ့်။မတက်တာရင်ရန်ကိုတောက်ပါဟုပင်ပြောပါလိမ့်။ကျွန်တော်ဒီအိမ်ပြန်ပြီးလက်ကင်ပေါ်တွေအများယူလာရပါလိမ့်။ကျွန်တော်အိမ်မရောက်ပြီးအဝတ်ဗီဒီယိုကိုဖွင့်လိုက်သည့်အခါတွင်ကျွန်တော်ချက်တည်သေးသွားပါလိမ့်။ဗီဒီယိုရဲ့ပစ္စည်းများမှာကျွန်တော်ပစ္စည်းတွေမဟုတ်တော့ပါအခမ်းမပြီးဝင်လာသလားဟုပင်ထင်လိုက်မိပါသေးသည်မမပါစပွဲပေါ်နေရှိနေသောရေစေးရောင်စုံမှုများမှာကျွန်တော်ပြစီများဖြစ်ပါလိမ့ ကျွန်တော်ဒီပကြီးဝါဒနာပါသူဖြစ်ရာအားလက်ချင်းများတွင်ဖီလွန်ရှုခင်းများနဂါးယုတ်များကျိုးစင်များနှင့်ရိုဒွန်ကဖေးမှရှုခင်းများကိုရေးဆွဲလေရှိပါသည်မြေတုပစ္စည်းဖြစ်ဖြစ်အထက်ကလက်ကင်ပေါ်တစ်ထည်တော်ယူမီဟုပိုင်းဖြတ်ကလက်ကင်ပေါ်ထက်ကြီးကိုထုတ်လိုက်သည်တွင်အထက်မှအမေသားအစိမ့်တို့ကြီးတုံးထွက်လာပါသည်တောင်းမေးလေစီကြီးတို့ကကျွန်တော်စီတို့တွန့်လင်ကောက်ကွေးလာနေပါသည်ကျွန်တော်ဒီအင်ရှင်ဖွားကြီးကိုပြေးခေါ်ကကျွန်တော်ယူသွားပြီဟုထင်ကြောင်းကျွန်တော်အာယုံချောက်ချကား အနိဋ္ဌာယများကိုမြင်နေကြောင်းဖြင့်ပြောပြလိုက်သည်အင်းရှင်မျိုးသမီးကြီးမှာကျွန်တော်ဖြစ်ပုံကိုကြည့်၍နည်းနည်းများအံ့ဩခြင်းမဖြစ်ပါသူ့မောင်ကိုခေါ်ကအေးမေးတယ်ပလိဋ္ဌာနောက်မြင်မြင်သွားစဉ်ချက်ချင်းလိုက်လာခဲ့ပါလို့လဲပြောခဲ့ဟုခိုင်းလိုက်ပါသည်ကျွန်တော်ဒီဘာကြောင့်ပလိဋ္ဌာကိုခေါ်ခိုင်းကြောင်းမမေးမိကျွန်တော်အခန်းသို့ပြန်လာခဲ့ကမိမဖွင့်ပဲမှောင်ကြီးထဲမှာထိုင်နေရင်အဆုံးတက်ကိုသာစောင့်နေမိသည်ကျွန်တော်ဒီကိုယ်လုံးမှာလဲတုံရင်လျက်ရှိနေပြီခက်ခိုက်တုံလျက်ရှိနေပြီ ဘာကုန်းမြကြည်လင်ပိတစွာမစင်စားနိုင်ပဲရှုပ်ထွေးလျက်ရှိပါသည် မကြမီဆိုရင်ပလိတ်တွေရောက်လာကကျွန်တော်စိတ်ကျဲမာရေးစေုံတို့ပို့ပြီးတော့မြပလေးတွေရောက်တဲ့အခါရင်ကျွန်တော်ဝိဗီရိုတဲ့ရပစ္စည်းတွေကိုစည်ရင်းယူကြသည်ကျွန်တော်ကအဖြစ်အပျက်ကိုမေးပါသည်တို့ရရင်သူတို့ကဘာမှမပြေပဲရည်ရွယ်တန်နေကြပါသည်ကျွန်တော်ဤရှန်အင်ကြီးအဟောင်းပုံတဲ့တွင်အမျိုးသမီးအောက်ခံပေါင်းမိများအကတဲ့ဖဏများလဲစီများရေမွေးပလင်းများဘရန်ဒီများနဲ့အခြားစားသောက်ဘူးများကိုတွေ့ရပါသည်ထို့ပစ္စည်းများကိုစည်ရင်းမှတ်နေသည်ကပင်တော်တော်ကြပါသည် အထက်ကတွေ့ရသည့်ဇာစာများမိမြကောင်းကြောင်းတာမွေမျိုးမီမိမြကောင်းကြောင်းကိုပြောနေကြပါသေးသည်ထို့နောက်ကျွန်တော်ကိုဆရာတိရဲ့ပေါ်တွင်လက်မှတ်အထိုးခိုင်းပြီးနောက်တနေ့မနေ့တွင်ပြိဋ္ဌာန်းတို့လာတဲ့ရင်ပို့ရန်ပြောသွားပါသည်ကျွန်တော်ဒီအင်ရှင်ဖွားကြီးကိုအချိုးချောင်းမေးမိဟုစိတ်ကူးတော်လေအဖွားကြီးမှအိပ်ပျော်နေပါပြီနောက်တနေ့မနေ့တွင်ကျွန်တော်စိတ်ဒစာဆေးရုံတို့မပူဘဲထောင်တုပ်ပို့တော်မူပြီးကျွန်တော်ယူဆလိုက်ပါသည်တော်လိုင်းဆိုင်ဆိုင်ရန်တွေကိုဝေတဲ့ဖြင့်ထောင်ထဲရောက်ဒီမှာမဆက်ပါ တို့ရရင်ကုတ်ပြီးတော့တဲ့တွင်အမဲသားတုံးတွေတွေ့သဖြင့်ထောင်ထဲရောက်သည်ဆိုခြင်းမှမူကြားရပြီမကောက်ပါကျွန်တော်ဒီပင်ယူနေပြီလားမပြောတတ်ပါမော်ဒီလီယန်တွေကကျွန်တော်ကိုဆေးကြောင်နဲ့နဲ့ပေးလိုက်သည်ဖြင့်ဆန့်ယူကြည့်ပါသည်ဆေးကြောင်တကူလာတော့မပြောတတ်ပါတတိမြရတစ်ချက်ရတစ်ချက်ဖြင့်အခန်းထဲတွင်လှဲနေပါသည်အဖျားလဲဝင်နေသည်ဟုထင်ပါသည်အခန်းထဲတွင်ပုတ်ဆော်နေနေပါသည်မိကိုဖွင့်ပြီးအခန်းထဲရှောက်ကြည့်ပါသည်အခန်းထဲတွင်အသေးကောင်ဆိုရစ်တစ်ခုမှမရှိပါအပုတ်နဲ့မှပြင်းထက်ပြင်းလာပါသည် ကျွန်တော်ဒီတညာလုံးလှေကတိတွင်အိတ်တော်မီဟုဆုံးဖြတ်လိုက်စဉ်နော်မန်ဒီဒိန်ခဲပူကိုလက်မြင်လိုက်ရပါသည်ပလိများသည့်ထိုးပစ္စည်းကိုမြင်မသွားကြပါဗီရိုတင်းမှထွက်ကြပြီးကတင်းအောက်သို့ရောက်နေသည့်ဖြင့်တွေ့မသွားကြခြင်းဖြစ်ပါသည်အေးစိတ်နေသည့်တညာဖြစ်သည့်ကြောင့်ကျွန်တော်ဒီပရင်ပေါက်တွေကိုဖွင့်ပစ်လိုက်ပါသည်မနေ့ပြန်ဆိုရင်ကျွန်တော်ပြဿနာတွေအဆုံးသို့ရောက်တော်မီသူတို့ဒီကျွန်တော်ကိုခိုးမှုဖြင့်ဆွဲဆိုကြတော်မီတို့ရရင်ထိုးအရာများသည့်တကယ်ရောဟုတ်ပါ၏လောအာယုံချောက်ချားနေခြင်းလောမနေ့စောစောတွင်အင်ရှင်ဖွားကြီးရောက်လာပါသည် မင်းကခဏခဏမပြောဘူးလားတော့တကားမှာတန်းလည်းမထားဖြစ်နေလို့ရောက်ချင်းပြောပါသည်ကျွန်တော်နဲ့တစ်ထက်ထဲတွင်ရရှာလူမျိုးတယောက်ရှိပါသည်တယောက်ဆရာတယောက်ဟုကျွန်တော်ထင်ပါသည်သူတွင်ပြင်တဲ့အမျိုးသမီးခန့်ငငယ်ပြောမြင်ရတယောက်ရှိပါသည်တိုက်ဆိုင်ကြီးများတွင်ပစ္စည်းကိုသည်ဖြင့်အဖမ်းခံထားပါသည်သူကောင်မလေးအဖမ်းခံရသည်ဆိုသည့်သတင်းကြားသည့်အခါတွင်တကားကိုအမြဲဖွင့်ထားသည့်ကျွန်တော်အခန်းထဲသို့ဝင်ကားခိုးရပါပစ္စည်းများကိုကျွန်တော်အဝတ်ပြီးတော့လာ၍ထည့်ထားခြင်းဖြစ်ပါသည်ပလိဌာနတွင်ကျွန်တော်အကြ ాయి စစ်စစ်မေးမြန်းကြပါသည် ထို့နောက်ကျွန်တော်ကိုကြံရပါဖြစ်ရမည်ဟုပြောကြပါသည်ထိုစဉ်အင်ရှင်ဘွားကြီးကကျွန်တော်အခန်းထဲသို့တရော့ဆရာဝင်သွားသည်ကိုမြင်ကြောင်းဖြင့်ပြောပါသည်ကျွန်တော်ကိုပြန်လွတ်လိုက်သည့်အခါတွင်ကျွန်တော်သည်ရိုဒွန်ကဖေးသို့ထွက်လာခဲ့ကာအဖြစ်အပျက်ကိုမိုဒီလီယန်နီကိုပြောပြပါသည်မိုဒီလီယန်နီကပြုံးကခမရတော့ဘူးမတိဘာမတိနဲ့အချုပ်ထဲရောက်မယ်လို့ခမရပြင်သစ်ပီကြီးကိုဖျက်မယ်လို့ဆိုတာပလိတ်ကတိတယ်ဗျာဟုပြုံးပြီးပြောသည်နောက်တစ်ပတ်အကြာရင်ကျွန်တော်ကိုပလိတ်ယုံကြည်သူခေါ်ပြန်ပါသည် ကျွန်တော်ကကျွန်တော်ဗီဒီယိုတွေတွေ့ရသည့်တောင်မွေးလေစီနဲ့အမေသားတို့မှကျွန်တော်နဲ့ဘာမှမဆိုင်ကြောင်းပြောပြပါသည်တွေ့ရရင်ကျွန်တော်ဒီစွေမာဝါဆိုရှယ်လစ်ကွန်ကရက်ကိုထောက်ခံသူများနဲ့မကြာခဏတွေ့ဆုံနေသူမဟုတ်လားမေးပါသည်ထို့ပြင်တမရနိုင်ငံတီထောင်ရေးကိုလိုလားသည့်ရုရှားသတင်းစာတစ်စောင်းတွင်စောင်းပါရင်းနေသူတဦးသည်ဘာကြောင့်အဝေးစားဆွတ်ဆွတ်ပြပြကိုဝစ်လာရသလဲဘာကြောင့်ကုန်လုံးယုံမှာလက်တွန်းလက်တွန်းရသလဲ Everett Crans ပမာလဲဟုမေးပါသည် Everett Crans ဆိုသူကိုကျွန်တော်လုံးလုံးမသိပါဘူး ကျွန်တော်ကခရန့်စီအနုပညာရှင်တယောက်လားဟုမေးပါသည်အရာရှိကပြုံးကဟုတ်တယ်လေခမရတို့အားလုံးဟာအနုပညာတဲ့တွေမဟုတ်လားဟုမေးပါသည်ကျွန်တော်ဒီဒုက္ခတော်လက်လာကြီးရောက်ပြီဟုသိလိုက်ပါသည်အလက်ခစ်ကအကြမ်းမြင်ဆရာကြီးနိုဆိုဒါမတ်စီစစ်လေရင်နေပေါ်လာမီကိုကြွတင်မမြင်ခဲ့ပါတို့ရောင်ရင်မော်ဒီလီယာနီမှာမူကျွန်တော်ဖို့နိုဆိုဒါမတ်စပင်ဖြစ်ပါသည်ကျွန်တော်အဖြစ်လုပ်ငန်းများအတွက်အဖမ်းခံရမည်ဟုဟောခဲ့သည်မဟုတ်လားအချိန်အတော်ကြာဆက်စစ်မြင်မြင်ပြီးနောက အရာရှိဒီနာယီကိုကြည့်လိုက်ပြီးထမင်းစားချင်ရောက်ပြီးဖြစ်ကြောင်းနောက်ရက်အနေငယ်တွင်ထမှန်ဆဲဆဲအုပ်မိဖြစ်ကြောင်းပြောပြီးပြန်လွှတ်လိုက်ပါလိမ့်နှစ်ဆက်လေးကာကြီးစစ်ကိုကျွန်တော်မြင်ခဲ့သည်ကျွန်တော်စစ်ပလိတ်ဌာနချုပ်ကအဖေကြောင့်ခေါ်၍စစ်ကြောမိမြန်ကြောင့်ကိုနောက်တော့ကြာမှကျွန်တော်သိရပါသည်အเจ้าမှာစတော်ဇင်းလုံးသတင်းစာထဲတွင်ပါသည့်ကျွန်တော်ဆောင်းပါးတစ်ဆောင်ကြောင့်ဖြစ်ပါသည် ကျွန်တော်ဆောင်းပါတဲ့တွင်ပြင်သစ်စစ်တပ်အကြောင်းရေးထားရာဒေါ်ရေးသားသည်ပြင်သစ်တပ်မတော်၏ဂုံတိတ်ခါကိုထိခိုက်သည်ဟုယူဆသည့်အထွတ်ဖြစ်ပါသည်အာနာဘိုင်တို့ကကျွန်တော်ကိုပြင်သစ်ပြည်မှနှင်ထုတ်ရင်ဆုံးဖြတ်လိုက်ကြပါသည်ကျွန်တော်ဒီပြည်ပြေးဖြစ်သည့်တိုင်ကျွန်တော်နှင်ထုတ်သည့်အကြောင်းကိုပါရီရုရှားတန်ယုံတို့အကြောင်းကြားပါသည်တန်ယုံတော်ဝင်ခင်ကကျွန်တော်ကိစ္စကိုတန်ယုံစစ်တမ်းမှုကိုလွှဲလိုက်ပါသည်စစ်တမ်းမှု HNA ချက်သည်ပြင်သစ်အာနာဘိုင်တို့လုပ်ပုံကြောင့်အကြီးကျယ်ဒေါ်ပေါ်နေပါသည်ကျွန်တော်နှင့်အတီကျွမ်းဖြစ်သောကြောင့်မဟုတ်ပါ ြင်းထန်အစိုးရ၏ဆုံးဖြတ်ချက်သည်ရုရှားပြည်ဂုံတိခါကိုထိပါစေသည်ဟုယူဆသောကြောင့်ဖြစ်ပါသည်ကျွန်တော်ဤဆောင်မကိုရုရှားအစိုးရစင်စာဖွဲ့ကခွင့်ပြုပြီးရုရှားပြည်ထုတ်သတင်းစာထဲတွင်ပုံနှိပ်ဖော်ပြခဲ့ခြင်းဖြစ်ပါသည်ထို့ကြောင့်ထိုဆောင်မအတွက်ကျွန်တော်ကိုပြစ်ဒဏ်ပေးခြင်းသည်ရုရှားအစိုးရ၏ဂုံတိခါကိုထိပါစေသည်ဟုသူယူဆပါသည်အမှန်အားဖြင့်စာနယ်ဇင်းနှင့်ပတ်သက်သောကိစ္စများသည်အင်္ဂလိပ်ဆက်သက်ဆိုင်သောကိစ္စမဟုတ်ပါသူသည်စစ်စင်ရေးကိစ္စများနှင့်ပတ်သက်ပြီးပြင်သစ်ဝင်ကြီးချုပ်နှင့်ပုဂ္ဂိုလ်ရေးရတည်ကျွမ်းပါသည် တို့အရှင်ကြောင့်သူကန့်ကွက်သည့်အခါတွင်ပြင်းထန်အနာပိုင်တို့ကကျွန်တော်အားပြင်းထန်တဲ့ပေးသည့်အမိန်ကိုပယ်ဖျက်ပေးလိုက်ပါသည်နောက်တစ်နေ့လောက်အကြာတွင်ပါရီရှိနိုင်ငံသားသတင်းတော်များအသင်းတို့ကျွန်တော်ဝင်သည့်အခါတွင်မှထိုအကြောင်းများကိုသိရခြင်းဖြစ်ပါသည်နောက်ဆက်နှစ်အကြာတွင်အင်္ဂလိပ်ရှက်ကိုစာပေဆွေးနွေးပွဲတစ်ခုတွင်ကျွန်တော်တွေ့ရပါသည်တခါတော့ကမျိုးစားတဦးနှင့်ဇာဘရင်အစိုးရ၏တန်တမန်တဦးဖြစ်ခဲ့သည့်အင်္ဂလိပ်ရှက်သည်ပါရီသို့ရောက်လာပါသည်ဆိုဗီယက်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့တွင်တာမန်ဖွဲ့ဝင်တဦးဖြစ်ပါလာခဲ့သည် သူဒီရုရှားလူမျိုးကိုချစ်ပြီးရုရှားပြည်သူများကိုယုံကြည်သူဖြစ်ပါသည်။ကိုယ်စလဲအဖွဲ့တွင်သူလုရသည့်အလုပ်မှာဘာမှမဆိုင်သည့်အလုပ်ဖြစ်ပါသည်။သူလုမှာဆိုဗီယက်ကုန်စည်ပြပွဲတွင်ပြတာမိကုန်တယ်များအတွက်စင်များကုန်တန်းရများကိုပြင်ဆင်ရရင်ကြီးကျယ်ပါသည်။သူလောက်အရေးချင်းမရှိသူတွေကသူ့ကိုအမိန့်တွေပေးပြီးခိုင်းနေကြပါသည်။သူဒီအလွန်ခင်မင်နှစ်လိုပဲကောင်းသည့်လူတစ်ယောက်ဖြစ်ပြီးပုံတို့ပတ်စပြောကောင်းသူတစ်ယောက်လည်းဖြစ်ပါသည်။အလစီတော်စွိုင်းဒီသူစကားများကိုနားထောင်ပြီးနောက်သူစကားပြောကောင်းပုံကိုတန်တော်ဖြစ်နေပါသည်။ ဧည့်သည်များကိုဖိတ်၍ထမင်းကျွေလင်ထမင်းချက်တွေဝတ်သည့်ခါစီဝတ်ကြီးကိုခါတွင်ပတ်ကဩခွက်ပကံတွေကြားတွင်သူကိုယ်တိုင်ချက်ပြုတ်နေရမှလာ၍ဧကန်တက်ပါသည်သူသည်ပြင်သည့်အစားတော်များကိုကောင်းကောင်းချက်တက်ပါသည်သူသည်နမကျော်ကချေတိုင်းနာတာရှာထရက်ရှာကာနိုဗာနှင့်လက်ထပ်ပြီးရာစုနှစ်တဝက်လုံးအင်တော်တဲ့ဘဝကိုပြောရှင်စွာနေခဲ့ပါသည်ဇာပြင်လက်ထက်တွင်သူကိုမူးမက်တယောက်ကကချေတဲ့ကိုလက်ထက်ရပါမည်လားဟုဆိုကသူတို့အတန်းဝိုင်းကဝိုင်းဝန်းရှုံချကြပါသည်သူဇနီးတယ်မှာလည်းသူဆုံးပြီးမကြခင်ကွဲလွန်သွားခဲ့ပါသည် ်အင်္ဂလိပ်ရှက်သည်မူးမက်မျိုးနယ်တို့ဖြစ်ရုရှားပြည်ဟောင်းနှင့်မွေးဖွားကြီးပြင်းလာသည့်အချိန်တကက်ဒီမိုကရက်တို့ဖြစ်ပြီးတော်လှန်ရေးကြီးကိုကြိုးဆိုခဲ့ပါသည်ခိုင်မာသောရုရှားပြည်ကြီးတီထောင်နိုင်မည့်အလားအလာများကိုမြင်တော့ချောက်မဟုတ်ပါလူရင်းစားခြားနားမှုနှင့်စက်မျိုးနယ်အတားအဆီးများကိုဖြည့်ဆည်းပစ်ခဲ့သောကြောင့်ဖြစ်ပါသည်1945ခုနှစ်နှင့်1946ခုနှစ်များအတွင်းကလူငယ်ဆိုဗီယက်စစ်ဗိုလ်များကဇာပင်လက်ထက်ရုရှားတပ်မတော်တွင်အရာရှိများအားလက်ချိန်ကိုမြည်တုပ်မြည်ပုံအသုံးချကြသည်လဲဟုမေးမြန်းကြပါလိမ့် ဆိုဗီယက်တပ်မတော်ကဇာပင်းရုရှားတပ်မတော်ထံမှဆက်ခံသောအရာမှာစစ်ဗိုလ်များ၏ပခုံးတွင်ပပွားများတက်သည့်အလေးလောက်မျှသာမကအခြားအရာများလည်းရှိသည်ဟုပြောတံကြားမှုကြောင့်ထို့ပြင်မြေတီအချက်များတွင်တူးသေးသည်နည်းဟုမေးမြန်းကြသည်အင်္ဂလိပ်ရှက်ကဇာပင်းခစ်စစ်ဗိုလ်များမာနထောင်လာကြပုံစစ်သားများကိုရိုက်နှက်ပုံရိုင်းပြကြပုံအယက်မူးကြပုံတို့ကိုပြောပြပါသည်သူစကားကိုနားထောင်နေသောလူငယ်စစ်ဗိုလ်ကလေးတစ်ယောက်ကစိတ်ပြက်လက်ပြက်ဖြင့်သူပြောပုံကလည်းလုံစော်ကြီးတမဆန်လိုက်တာဗျာဟုပြောတံကိုကြားလိုက်ရပါသည် ို့ရရင်အင်္ဂလိပ်ဆက်သည်1916ခုနှစ်နဲ့1946ခုနှစ်တွင်မှာသူ့အတွက်အတူတူအရေးကြီးနေသောအချက်များကိုကြောသွားခြင်းသာဖြစ်ပါသည်အမတ်တရမတ်တန်းစာအုပ်တို့သူရေးသွားခဲ့သည်မှာကျွန်တော်တို့အတွက်အများစွာအကျိုးရှိပါသည်တမိုင်းသည်ဂျောကဘာများရှိုးမြောင်များဖြင့်ပြည့်နေနေရရှိပါသည်နောက်တစ်ခေတ်နဲ့တစ်ခေတ်ကိုပေါင်းဆက်ပေးရသည့်ကိစ္စသည်လွန်စွာခက်ခဲတဲ့ဝင်သည့်ကိစ္စဖြစ်သည့်တိုင်ကျွန်တော်တို့တွင်တရားများရှိဖို့လိုပါသည်ကျွန်တော်ကိုစစ်ပလိယုံကြကနောက်ထပ်မခေါ်တော့ပါ တန်မှုကကျွန်တော်ကိုပြန်ကြားရေးဌာနရုံးသို့တွားရန်ပြောပါသည်။ထိုရုံးတွင်စစ်ဘက်ဆိုင်ရာစင်စာအဖွဲ့ရှိပါသည်။တရင်ထောက်များအကြီးညာချက်များကိုထုတ်ပေးပါသည်။စစ်မြေပြင်သို့တွားခွင့်လက်မှတ်များကိုလည်းထိုရုံးမှပင်ထုတ်ပေးပါသည်။ပြန်ကြားရေးဌာနတွင်ကျွန်တော်ချက်ချင်းစိတ်ဝင်စားသွားသည့်လူတစ်ယောက်ကိုတွေ့ပါသည်။ထိုသူမှာအိုမီလို့ဖြစ်ပါသည်။သူမျက်နှာမှာမြောက်ပိုင်းသားမျက်နှာဖြစ်ပါသည်။သူ့အတန်ကလည်းဝဲပါသည်။သူသည်လစ်တူရန်နီးယားတွင်မွေးခွဲပြီးပြင်သစ်လူကပြားရေးသည်ဟုမက်စတာကသူ့အကြောင်းကိုပြောပါသည်။ ။အိုမီလော့ဒီကွယ်လွန်ပြီးမှထင်ရှားလာခြင်းဖြစ်ပါသည်။သူဒီ1939ခုနှစ်တွင်ကွယ်လွန်ပြီးနောက်နေနေငယ်ကြရင်သူ၏ကြပြပေါင်းချုပ်ခြင်းထွက်လာခဲ့ပါသည်။ကျွန်တော်ဒီအိုမီလော့နဲ့စကားပြောဖြစ်ခဲ့ပါသည်။တရင်းစာအတတ်ပညာကြောင့်မဟုတ်ပါ။ကြပြနှင့်အနာဂတ်ကြောင့်ဖြစ်ပါသည်။သူဒီဖြတ်တော့မိမိန်တော့မျိုးလုံးများဖြင့်ကျွန်တော်ငေးကြည့်ကမကြမီတွင်သူတို့သည်ကြပြရေးသည့်ဆက်များတီထွင်ကြတော်မူဖြစ်ကြောင်းတို့ကရောက်ရင်ကြပြာကိုစလုံးများဖြင့်ရေး၍မရတော့သည့်အတွက်ကြပြာပါရမီခံရှိသည့်ဘောင်းမီတိုကလေးဝတ်ထားသည့ ်ကြပြဆရာလောင်းကလေးများသည်အဖေဤလက်စည်းများဖြင့်ကျိုးဆွဲချတေးကြတော်မူတာဖြစ်ကြောင်းဖြင့်ဒီငယ်အေးစစ်စွာပင်ပြောပြပါသည်ကျွန်တော်ကိုအစိုးရ policy နဲ့ကန့်ညီအောင်မိတို့တရင်ရရမည်ဟုညွှန်ကြားနေသူတို့ထံမှဒုစကားမျိုးကြားသည့်အခါတွင်ကျွန်တော်အံ့အားသင့်နေပါသည်ဦးမီလိုသည်အစိုးရပြင်ကြားရေးဌာနယုံကို Rodon Cafe အဖြစ်သို့ပြောင်းပြစ်သည်ဖြစ်ပါသည်ရှောက်လာရီအများကြီးရည်တည်၍ပြင်းတဲ့အဆွေရသည်ကျွန်တော်အားတရင်ထောက်များနှင့်စစ်မြေပြင်သို့သွားရည်တရင်ယူခွင့်ပြုလိုက်ပါသည်ကျွန်တော်တို့အားတိုက်ပွဲသိမရှိသောစစ်မျက်နှာကိုရွေးပို့လိုက်ပါသည ကတုတ်ချင်းများအမြောက်စကန်းများကိုခက်တတ်တို့လိုက်ပြပြီးဘိုချုပ်ကိုရင်းဒါနာချုပ်တို့ခေါ်သွားကနေလက်စာကြွေးပါသည်ကဘာလက်ခီးတဲ့ကိုလိုက်ပြတဲ့ကဲတို့ရှိပါသည်နောက်ရင်ကျွန်တော်ဒီစစ်မျက်နှာများတို့အချိန်ပေါင်းများစွာရောက်ခဲ့ရပါသည်ရောက်တိုင်းပထမဆုံးအချိန်ရောက်ခဲ့ပုံကိုကျွန်တော်တတိယနေပါသည်အင်္ဂလိပ်တပ်များနေရာယူထားသည့်ဆုံးစစ်မျက်နှာတွင်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါသည်ကျွန်တော်ကစစ်မျက်နှာတို့တွားခွင့်ပြုရန်ရှောက်ထားပါသည်အင်္ဂလိပ်များသည်တော်တော်နှင့်အကြောင်းမပြန်ကြပါ အတော်ကြီးချာမှာကျွန်တော်ကိုပြည်တိချစစ်မရှင်အောင်တို့လာရန်ခေါ်ပြီးရှေလီယလာသည့်ဝန်ခံချက်ဆရာကြီးကိုလက်မှတ်ရေးထိုးခိုင်းပါသည်ဝန်ခံချက်တဲတွင်ကျွန်တော်သည်ပြည်တိချစင်စာဖွဲ့ကိုတင်ပြခြင်းမပြုဘဲမြေတီတရင်ကိုမြပုံနှိပ်ခြင်းမပြုပါကြောင်းအကယ်၍အစ်စ်မြေပြင်တွင်ထိမှန်သေးဆုံးသွားပါကကျွန်တော်အမွေစားမွေခင်များသည်ဘရင်အဆွေအထံမြေတီရော်ကြီးကိုမြတောင်းဆိုခြင်းမပြုဟုသဘောတူပါကြောင်းပြည်တိချတရားဥပဒေကိုလိုက်နာမည်ဖြစ်ကြောင်းအကယ်၍ချိုးပေါက်ခဲ့ရင်ပြည်တိချတရားရုံးတွင်စစ်ဆေးခံရန်ကိုလည်းသဘောတူပါကြောင်းဖြင့်ဖော်ပြထားသည် ထို့နောက်ကျွန်တော်ကိုဗြိတိရှားစစ်တပ်ယူနီဖောင်းတစ်စုံကိုပေးပြီးအမီယန်အနီးရှိစစ်မြေပြင်သို့ခေါ်သွားကာတရင်ထောက်များတဲ့သည့်အင်ဂျီတလုံးကိုပို့ပေးလိုက်ကြပါသည်တရင်ထောက်များမှာပြင်သစ်တရင်ထောက်များအင်္ဂလိပ်တရင်ထောက်များနဲ့ပထမတန်းစားတရင်စာဆရာများဖြင့်အတိမဲ့ပြူချင်းခံရသည့်အီတလီစစ်တရင်ထောက်ပါစင်နီတို့ဖြစ်ပါသည်ညနေဆိုရင်ဝီစကီတောက်ကြပါသည်အင်္ဂလိပ်တရင်ထောက်များကဘေးရန်ကင်းသောပြည်လုံးများကိုပြောပြီးမျက်လှည့်ပြကြပါသည်ကျွန်တော်တို့ကိုမြည်သူကမှအလေးမထားပါ ထို့ကြောင့်ကျွန်တော်တို့တွေလစ်ထွက်ပြီးရှေ့တန်းကိုသွားကြည့်ကြပါသည်စစ်ကိုကျွန်တော်မြင်ခဲ့ရပါသည်ပါရီတွင်ထိုင်ပြီးသတင်းစာထဲမှစစ်သတင်းများကိုဖတ်ယုံဖြင့်စစ်တရုတ်တရံကိုမမြင်နိုင်ပါစစ်မြေပြင်ဆိုဒီမှာလူတို့၏အသက်ကိုစနစ်တကျတပ်ဖြန့်ပြုလုပ်ထားသည့်ခန္ဓာတော်ဆိုင်ရန်တရားကြီးဖြစ်ပါသည်သူရဲကောင်းစိတ်တဲ့ဘုန်းကံနှင့်ဆင်းရဲဒုက္ခတို့သည်စစ်မြေပြင်တွင်များစွာအရာမရောက်လာပါမရဏတရားကိုဆက်တက်၍ပေးထားခြင်းသာဖြစ်ပါသည်ကာလီစစ်မြေနာတွင်ကျွန်တော်သည်အယောင်းဝယ်လုပ်ငန်းပမာတေဘွဲဝင်ရန်အတွက် စင်းရဲကြရီနဲ့ပြင်ဆင်ထားသည်ကိုတွေ့ရပါသည်မော်တော်ကားအစိပ်ပိုင်း2300နေရာတကာတွင်စင်းရဲကြရီကိန်းကနန်းတွေ့ကြည့်ဖြစ်ပါသည်တင်ကားကြီးများအတွက်အစိပ်ပိုင်း619၄၀မော်တော်ဆိုင်ကယ်များအတွက် လက်ကင်ပေါင်း1300တက်တက်အော်စတြေးလျမှာ2ကနေဒါမှဂျုံတီဟိုမှလည်းပဲ6ထိုပစ္စည်းများကိုတမောကြီးများပေါ်မှာချကြသည်နောက်ဆုံးပို့လိုက်သောစစ်သားများကိုစစ်တမောကြီးပေါ်မှာချကြသည်တို့သည်နဝေတေတောင်ဖြစ်ပဝင်းချင်းကိုလှမ်းကြည့်ကြသည်အနည်းရှိပေါမုတ်ဖူကြီးက တနေ့ကိုပေါမော့အလုံးပေါင်းနှစ်သိန်းဖုတ်ပေးသည်စစ်သားများကပေါမော့များကိုစားကြသည်စစ်ကစစ်သားများကိုဝါမျိုးပြစ်သည်စစ်မျက်နှာဆက်ဆက်တွင်ကဘာမှမရှိပါပြိုနေသောဆောက်အုံများမရှိပါတစ်ပင်များမရှိပါအပြက်အစီးများမရှိပါပြာမွေးညုံမောင်းသောမြေကြီးသာရှိပါသည်တန်ဆူးကြိုးတဲများသာရှိပါသည်ထို့နောက်ကရုတ်ချင်းများထဲတွင်လူများရှိပါသည်စစ်မျက်နှာတို့သွားသည့်လမ်းမကြီးများပေါ်တွင်ကြီးမားသောလော်ရီကားများဥတ္တဟုသွားလာနေကြသည် ထိုစစ်လော်ရီကားကြီးများကိုကျွန်တော်ပထမဦးဆုံးအချိန်မြင်ဘူးချင်းဖြစ်သည်မော်တော်ကားကြီးများပေါ်တွင်စစ်သားများအမြောက်ကြီးစင်များနှင့်တပ်သားများဆိုင်အသားဟင်းများကိုတင်လာကြသည်စစ်မျက်နှာမှပြန်လာသည့်လော်ရီကားကြီးများပေါ်တွင်မူတရန်ရသူများပါလာကြသည်အလံကလေးတွေကင်ထားသည့်တပ်သားများကလော်ရီကားကြီးများကိုလမ်းပြပေးနေကြသည်ထိုအကြောင်းကိုကျွန်တော်ပြောနေခြင်းမှာအခြားကြောင့်မဟုတ်လူတော်တော်များများကပင်ပထမကဘာစစ်ကြီးကိုစိတ်ကူးရင်စရာလွမ်းစရာဟုထင်နေကြသောကြောင့်ဖြစ်ပါသည် 1936ခုနှစ်တုန်းကကျွန်တော်ပထမဆုံးမြင်မှုသောတင်ကားအကြောင်းကိုအောက်ပါတိုင်းရေးခဲ့ပါသည်။ထိုပစ္စည်းကိုကြည့်ရသည်မှာခံလဲခံကြသည်။အန်ဂျင်ဆရာလည်းကောင်းသည်။တရံရောအခါတော့ကအလွန်ကြီးမားသည့်အင်းဆက်ပိုးမတစ်မျိုးရှိခဲ့ဘူးသည်ဆိုရင်တင်ကားသည်ထိုအင်းဆက်ပိုးမများ၏အဆက်အနွယ်ဖြစ်သည်။ရုပ်ဖြက်ရန်အတွက်ထိုတင်ကားကြီးကိုဆေးရောင်တော်တော်ပပပါရီတုတ်ထားသည်။ဘေးရင်တုတ်ထားသည့်ဆေးရောင်များမှာအနာဂတ်ဝါဒီပကြီးဆရာတို့၏ပကြီးကားများနဲ့တူသည်။တင်ကားကြီးသည်ပက်ကြီးတကောင်လိုတည့်ဤသွားနေသည်။ ကရုတ်ချင်းများတစ်ပင်ချုံနယ်များတန်ဆူးကျွန်းများစသည်တို့ကလည်းသူ့ကိုရက်တန်ခြင်းကမတက်နိုင်ထိုပုဂ္ဂိုလ်ကြီးနှခမ်းမွေးများသည်တွန့်လည်နေကြသည်ရင်းတို့မှာအမြောက်ကြီးများနှင့်ဆက်တနများဖြစ်ကြသည်တင်ကားသည်ရှေးဟောင်းနှင့်ခက်တဲ့အမေရိကန်ကိုပေါင်းဆက်ထားခြင်းဖြစ်သည်တမချဲလာနိုဝါဤတင်မော့နှင့်20ရာစုနှင့်ဘတ်စကားကိုပေါင်းဆက်ထားခြင်းဖြစ်သည်တင်ကားထဲတွင်မူလူပုကလေး12ယောက်ပါသည်သူတို့သည်တင်ကားကြီးအရှင်သခင်ဖြစ်သည်ဟုယူသားစွာယုံကြည်နေကြသည် ယခုဆိုရင်ရာစုနှစ်ဝက်ကုန်သွားပါပြီ။တရားရင်ကျွန်တော်စိတ်ထဲတွင်မူတိတ်ငါသည်ရမ်းမုန်းတဲ့တစ်ချိန်နဲ့ပေါ်လာသည်ဟုပင်ထင်ပါသည်။တန်တမန်များသည်လက်နက်ဖြတ်သိမ်းအကြောင်းပြောတိုင်းနျူကလ িয়ার လက်နက်နှင့်ကွဲပြားစီရင်တမယိုးချလက်နက်ဆိုသည်ဝေါ်ရတာကိုပြောလို့ရှိကြသည်။မှန်ပါသည်ယခုအချိန်၌တိတ်ငါသည်တမယိုးချဖြစ်သွားပါပြီ။စစ်သည်ကျွန်တော်ထင်သည်ထက်များစွာကြောက်စရာကောင်းပါသည်။နေရာတကာတွင်စနစ်တကျရှိရပါသည်။တိကျပါသည်။မှန်ပါသည်ကရုတ်ချင်းတွေထဲတွင်လူတွေရှိပါသည်။သူတို့သည်တိုက်ကြပါသည်။ တည်ကြပါသည်ဆွေးုံများပေါ်တွင်လူလိမ်နေကြပါသည်တန်ဆူကျိုးတစ်ဖက်တွင်ဝေဒနာချီးစွာနှင့်အော်ဟစ်နေကြပါသည်အများအဖြစ်သူတို့သည်လူကောင်းများဖြစ်ကြပါသည်သူတို့သည်သူတို့တိုင်းပြည်ကိုကာကွယ်နေခြင်းဖြစ်သည်ဟုယူသားစွာယုံကြည်ကြပါသည်တို့ရရင်သူတို့သည်ကြီးမားသောရန်ရည်ကြီးတင်းငယ်လာသောအစိပ်ပိုင်းလေးသာဖြစ်ပါသည်မကြမီတွင်တင်ကားကြီးများရက်အောင်ဘလို့လို့ရသည်ကိုနီးလန်းရှာတွေ့လာကြပါသည်စေနှခမ်းမွေးကြီးများဖြစ်သောအမြောက်ကြီးများသည်ထိုးထောင်ဖြစ်နေကြပါသည်ထိုးစစ်ကြီးကဘလို့ရက်တက်အောင်လုပ်ရမည်ကို မြည်သူများမသိကြပါကျွန်တော်19ရာစုနှစ်တည်းနဲ့မွေးဖွားခဲ့ရသည်မဟုတ်ပါ1916ခုနှစ်တွင်လည်းကျွန်တော်အသက်ရှင်နေပါသည်တွေးတောနေရပါသည် ထိတွေ့ခံစားနေရပါသည်ဝေးလံသောအတိတ်မှလူတစ်ယောက်လိုဖြစ်နေပါသည်ဤဒီကိုကျွန်တော်သဘောပေါက်ပါသည်ထိုးမြမကပါရာစုနှစ်သက်ကြီးသည့်လှုပ်ရှားရှိသည့်တို့ကိုတိတိကျကျပြည့်ပက်သားသာလှုပ်သွားမည်ဖြစ်ကြောင်းကိုလည်းကျွန်တော်သဘောပေါက်ပါသည်အခန်း24ပြပါပြီနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ အခုလိုဆော်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်သားဖို့ဖိတ်ခေါ်ချင်ပါတယ်။မကြာခင်မှာနောက်တစ်ခန်းကိုဆက်လက်ဖတ်ပြပေးရမယ်ခင်ဗျာ။